ဟုတ်ကဲ့နှင်းစီပန်းပေါ့နှင်းစီပင်ပေါ့နှင်းစီပင်အညွန့်ထွက်လာရင်အညွန့်ထိတ်တွေ6တယ်ပြီးတော့ရွက်နုလေးတွေ6တယ်ပေါ့ဟိုဟာပေါ့6ပြီးမကလောင်သွားတာပေါ့ဒီလိုဒီလိုပုံစံပေါ့အဲ့ဒါဘာဖြစ်လဲဆိုတော့ဟိုလာပြီးရှင်းပြပေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆက်ပြီးမြောက်ရင်မင်းတိုက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်နှင်းစီအညွန့်လေး6တယ်ရွက်နုလေး6တာကိုလာပြီးရှင်းပြပေးပါမယ်ဘယ်အချက်တွေနဲ့ညင်ဒီလိုဖြစ်တယ်ဆိုတာကိုလာပြီးတော့ ရှင်းပြပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီလိုဖြစ်ရခြင်းအချက်၄ချက်ရှိပါတယ်။ဘာအချက်တွေလဲဆိုတော့ကျွန်တော်တို့ပထမဆုံးမြည်စီပါကျွန်တော်မြေအောင်မှာမြေစီကျွေးမြရင်မြေစီလောင်ပြီးတော့ဒီလိုအရွက်ညွေတွေကို6တက်ပါတယ်။နံပါတ်1ချက်ကကျွန်တော်တို့ဖြန်းစီပါ။ရွာအဖြန်းစီပေါ့။ရွာအဆက်ဖြန်းစီဖြစ်ဖြစ်ကျွန်တော်တို့ဟိုပါပေါ့။ဟိုပိုးသက်စီဖြစ်ဖြစ်ပေါ့။အဲ့လိုဖြန်းပြီးဟိုပါပေါ့စီလောင်ရတယ်ဒီလိုဖြစ်ပါတယ်။နံပါတ်1ချက်ပေါ့။နံပါတ်3အချက်ကဘာလဲဆိုတော့ကျွန်တော်တို့စုပ်စားပိုးပေါ့ စုံစားဖို့ဟောစုံစားဖို့ကအများကြီးရှိတယ်ဟောဘယ်လိုစုံစားဖို့အမျိုးအစားလဲတော့ဟောဘာသူဝင်တဲ့အပေါ်မူတည်တာပေါ့အဲနံပါတ်3ချက်ပေါ့နံပါတ်4ချက်ကဘာလဲဆိုတော့အပူချိန်များခြင်းကြောင့်ဖြစ်ပါတယ်ဒါ4ချက်ပေါ့အဲ့တော့မိမိအပင်ကဒီလို ဖြစ်ပြီဆိုရင်ဘယ်လိုခွဲခြားရမလဲဆိုရင်ကျွန်တော်တို့ရာသီဥတုကိုတစ်ချက်ပြန်ကြည့်ရမယ်ရပြီးတော့အချိန်ဟာကိုပြန်ကြည့်ရမယ်နောက်ပြီးတော့မိမိကမိမိအပင်ကိုဘယ်လိုပြုစုထားလဲ၊ဘာတွေထည့်ထားလဲ၊ဘာတွေဖြန်းထားလဲဆိုတော့ပြန်စစ်ဆေးရပါမယ်။ ဲ့တော့ပထမဆုံးပြောချင်တာကကျွန်တော်တို့ဟိုပါပေါ့ဥပမာမိုးရင်းပေါ့ကျွန်တော်မိုးရင်းမှာဒီလိုဖြစ်တယ်မိုးရင်းမှာဒီလိုဖြစ်တယ်ဆိုတော့ဒါကကျွန်တော်ပြောတဲ့အချက်လေးချက်မှာအပူချိန်ကနေတယ်နေတော့အပူချိန်ကိုဖြတ်ထုတ်ရမယ်ဖြတ်ထုတ်ပြီးတော့နောက်တစ်ခုကကျွန်တော်ပြန်စစ်တဲ့အခါမှာကျွန်တော်စီးဖြန်းထားလားစီးမဖြန်းဘူးဆိုရင်စီးမဖြန်းတာကိုဖြတ်ထုတ်မယ်နောက်တစ်ခုကမြေစီကျွေးများထားလားမြေစီကျွေးထားလားပေါ့မြေစီကျွေးတာမကျွေးထားဘူးဆိုရင်ဒီအချက်ကိုဖြတ်ထုတ်လိုက်ရင်ဘာကြံလဲဆိုတော့ဂျာစုပ်စားဖို့ဝင်တဲ့ အချက်ပေါ့နောက်ဥပမာအနေနဲ့ဘယ်လိုစစ်မလဲဆိုတော့ဥပမာကျွန်တော်တို့နှင်းစီပင်ကိုကျွန်တော်တို့ဟိုပါပေါ့နှစ်ပင်သုံးပင်စိုက်ထားတယ်ပေါ့ကျွန်တော်တို့မြေစီကျွေးထားတယ်မြေစီကျွေးတဲ့အထက်မှာတပင်ကဒီလိုဖြစ်နေတယ်အဲ့ဒါဆိုရင်မြေစီကျွေးတာ မဟုတ်နိုင်ပါဘူးအဲ့တော့ဆေးဖြန့်ထားလားဆေးဖြန့်ထားတယ်ဆေးဖြန့်ထားပေမဲ့တပင်နဲ့ဒီလိုဖြစ်နေရင်ဒါလည်းဆေးဖြန့်ဆေးကြောင့်မဟုတ်ပါဘူးဒါဆိုရင်ဒါစုံစားဖို့ရဲ့ပြဿနာပါပါဒါကတော့မိုးရင်းပေါ့ ဥပမာကျွန်တော်တို့ຫນွေဘက်ပေါ့ຫນွေဘက်စောင်းတဲ့ຫນွေဘက်ຫນွေဘက်ရောက်သွားပြီဆိုတော့ဥပမာအနေနဲ့ကျွန်တော်တို့ဆေးဖြန်းထားလားဆေးမဖြန်းထားဘူးပေါ့ဆေးမဖြန်းထားဘူးပြီးတော့မြေစီလည်းမကြွေးထားဘူးပြီးတော့ဟိုပါပေါ့စုပ်စားပိုးလည်းဒီပါပေါ့ကျွန်တော်နှစ်ပင်သုံးပင်ဆိုင်တိုင်းလည်းနှစ်ပင်သုံးပင်လုံးကဒီလိုဖြစ်နေတယ်စုပ်စားပိုးလည်းမမြင်ရဘူးပေါ့အဲ့ဆိုရင်ဘာကြောက်လဲဆိုတော့အပူချိန်ကြောင့်ဖြစ်တယ်အပူချိန်ဆိုတာဘယ်လိုအပူချိန်လဲဆိုတော့နေပေါ့နေရဲ့အပူချိန် ကြောင့်ဘာဖြစ်ဘာဖြစ်စင်နိုင်လဲဆိုတော့နေရဲ့အပူချိန်ကြောင့်အရွက်တွေလည်းပူမယ်အရွက်ပူတာကိုခံနိုင်ပေမဲ့အောက်မှာမြေကြီးကအရန်ခြောက်သွားတယ်ရေပေါ့ရေကျွန်တော်တို့ပေးပေးထားလားလုံလုံလောက်လောက်ပေးထားလားလုံလုံလောက်လောက်ပေးထားရတာ ਨੇ ဒီလို6နေဒါဟိုပါဒီလုံလုံလောက်လောက်လည်းပေးထားတယ်ပြီးတော့ကျွန်တော်တို့ကျွန်တော်အပင်လဲနေအောင်ကြီးဟိုပါပေါ့တိတ်ဟိုပါပေါ့ နေပြင်းပြင်းတိတ်မထီဘူးပေါ့။နည်းနည်းအရေးကြရနေတာပေါ့။နေကိုမလန့်နေထီတယ်။ပြီးတော့ဟောပေါ့ညက်နေကြရဒီနေလည်းညက်နေကြရနေနေမထီတော့ဘူး။အဲ့ဒါဆိုရင်ဒါပါဖြစ်နိုင်လဲဆိုတော့ဒါစုံစားဖို့ပေါ့။ဒါလည်းစုံစားဖို့ပဲ။ကျွန်တော်တို့ကျွန်တော်တို့လိုက်စီရမှာပေါ့ကျွန်တော်မြေစီကျွေးထားလားဒီစေးဖြန်းထားလားအဲ့လိုသဘောမျိုးပေါ့။အဲ့လိုကျွန်တော်တို့လိုက်စီတဲ့နေရာမှာကျွန်တော်တို့စေးလည်းမဖြန်းထားဘူးမြေစီလည်းမကျွေးထားဘူး။စုပ်စားဖို့လည်းမမြင်ရဘူးဆိုတော့ဒါပါပြဿနာလဲဆိုတော့ကျွန်တော်မြေကြီးကိုပြန်စစ်ဖို့မြေကြီးမှာ6နေလာ မြေကြီး6နေเนาะဒါသေးကြတယ်ဒါအမြေအဆူတက်လိုတယ်အဆူဟိုဘောအပူချိန်များပြီးတော့အဆူတက်လိုချင်းကြောက်ဒီအမြစ်တွေပေါ့ကျွန်တော်တို့အမြစ်တွေနာသွားတာပေါ့အမြစ်တွေနာတဲ့အခါမှာဒီလိုအရွက်နုတွေထွက်လာရင်ဒီလိုအရွက်နုတွေချော့ပြီးတွန့်လင်းစီမှာဖြစ်ပါတယ်ကျွန်တော်တို့တိပင်းနေအများစုကကျွန်တော်တို့ဟိုဘောအဲ့လိုမြေကြီးအရန်ချက်ပြီးအဆူတက်နေတဲ့အချိန်မှာအရွက်ဖြားလေးစချောက်တက်ပါတယ်ဒါကဘလို့ဒီနှင်းစီကြတော့ဘာလို့ဒီအရွက်နုတွေမှာ ရွေးချောက်လေဒီရွက်ဒီရွက်ရင်နေရွက်ဖျားတွေဘာလို့မချောက်လဲဆိုတော့ဒီနှင်းစီကသူကအပင်ကလည်းအစာချက်လို့ရတယ်ဘာမျိုးအစိမ်းအောင်ဖြစ်တယ်အပင်ကလည်းသူအကိုင်းကလည်းအစိမ်းအောင်အရွက်ကလည်းအစိမ်းအောင်ပေါ့ဒီအကိုင်းတွေကလည်းအစာချက်လို့ရတယ်အဲဒါကြောင့်မို့သူကသူကပေါ့ဒီလိုအရွက်အဖျားမှာတခြားပင်တွေလိုအရွက်ဖျားမချောက်ပင်နဲ့ဒီလိုအညွန့်တွေချောက်ဟိုပါဘို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးအချက်နဲ့အနေနဲ့ကျွန်တော်ဘာအကြံပေးခြင်းလဲဆိုတော့မိမိနှင်းစီအပင်ဒီလိုအရွက်6တန်း အပိုးဝင်နေဆိုပြီးစေးတွေဆွတ်မပြန်ပါနဲ့ဟာဒါမြေစီလိုတယ်မြေစီလည်းဆွတ်မကျွေးပါနဲ့ဟိုကကျွန်တော်ပြောတဲ့အချက်တွေနဲ့ဘယ်ဟာညှိနေလဲဆိုတာကိုပြန်ပြီးသုံးသပ်ပြီးတော့စစ်ဆေးပြီးမှဟိုကမဖြစ်နိုင်လေများတဲ့ဟာကိုကျွန်တော်တို့ဟာပေါ့ဖြူးစုကင်တွဲစီကျင်ပါတယ်လို့အချက်ပြုကျင်ပါတယ်ကဲဗီဒီယိုလေးတော့တက်လောက်ပါမယ်အားလုံးပဲမင်္ဂလာပါ